စစ်ပွဲကာလ၃နှစ်တာတခြားသုံးပန်းအများဆုံးလဲလှယ်ပွဲကိုရုရှားနဲ့ယူကရိန်းတို့ကလှုပ်ဆောင်နေပြီလို့သိရပါတယ်။စစ်ပွဲကာလတခြားလုံးမှာအတိုင်းအတာပမာဏအကျယ်ပြန့်ဆုံးသုံးပန်းလဲလှယ်မှုအခြေချင်းကိုရုရှားနဲ့ယူကရိန်းတို့ကြားစတဲ့အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကတရကီမှာနှစ်နိုင်ငံကိုယ်စားလှယ်ဖွဲ့တွေတွေ့ဆုံခဲ့ကြတဲ့ အပြစ်ခက်ရဲ့စေသဘောတူမှုမရခဲ့ပေမဲ့တစ်ဖက်ကသုံးပန်းတထောင်လောက်စီပြန်လည်လှုပ်ပေးဖို့ကိုတော့ညှိနှိုင်းနိုင်ခဲ့ပါတယ်။မေ23ရက်နေ့မှာနှစ်ဖက်အစိုးရတွေဟာစုစုပေါင်း73ပန်း800နီးပါးလောက်ပြန်လည်လှုပ်ပေးခဲ့ပါတယ်။ဒါဟာ3နှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့စစ်ပွဲတစ်ချောင်းမှာနှစ်ဖက်သုံးပန်းလဲလှယ်မှုအများဆုံးအရေးအတွက်လည်းဖြစ်ပါတယ်။ပြီးတော့တုံ့ပန်းတွေလဲကြတဲ့ကိစ္စဟာနောက်ထပ်ရပိုင်းလောက်ကြာတဲ့အထိဆက်ပြီးလှုပ်ဆောင်ဖြစ်မယ်လို့ယူဆပါတယ် ယူကရိန်းသမ္မတဇီလန်စကီကရုရှားတုံ့ပြန်390လောက်ကိုလွှတ်ပေးခဲ့တယ်လို့တည်ပြခဲ့ပြီးမေ24နဲ့25ရက်နေ့မှာလည်းနောက်ထပ်တုံ့ပြန်နဲ့အတုံးလိုက်ထပ်ပြီးလဲလှယ်ဖြစ်ကြဖို့ရှိတယ်လို့ဆိုပါတယ်ရုရှားလက်ထက်မှာဖမ်းဆီးခံထားရသူတွေကိုအိမ်ပြန်ခေါ်ဖို့ကသိအရေးကြီးတယ်လို့ဇီလန်စကီကဆိုပါတယ်ယူကရိန်းမီဒီယာတွေကလွတ်မြောက်လာသူတွေကမိသားစုနဲ့တွေ့ဆုံပြီးပျော်ရွှင်နေတဲ့ဗီဒီယိုတွေထုတ်လွှင့်ပြသခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာစစ်တုံးမှန်တွေကိုအော်အော်မြင်မြင်လဲနေပြီးမှနှစ်ဖက်ကြားတိုက်ခိုက်မှုတွေရက်ဆိုင်မဲ့အလားအလာမတွေ့ရသေးပါဘူးစစ်တုံးမှန်လည်းလက်မှုကိုယူကရိန်းဘယ်လာယူနေစက်နဲ့ယူကရိန်းရုရှားနေစက်မှာလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်ယူကရိန်းရုရှားနေစက်မှာရုရှားဘက်ကယူကရိန်းတုံးမှန်တွေလွှတ်ပေးခဲ့ပြီးယူကရိန်းဖမ်းထားတဲ့ရုရှားတုံးမှန်တွေကိုတော့ဘယ်လာယူစ်အနာဘနီစီလွှဲပေးခဲ့ပါတယ်အဓိကမှာတစဉ်သူတို့ကိုရုရှားစီပြန်လည်ပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်။ရုရှားတွေလက်ထက်မှာဖမ်းခံထားတဲ့ယူကရိန်းစစ်မှုထမ်းရေအတွက်ထောင်လောက်ရှိပဲလို့ယုံကြည်ရပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပမှာကြုံမှုသမျှသွေးကြောင်းအစည်းအဆုံးစီးရေးပလီမခတွင်နှစ်ဖက်ထိခိုက်သေးခြင်းမှုစီရင်ကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။နှစ်ဖက်လုံးမှာအပြောက်အရှာနဲ့ဒဏ်ရာသူဦးရေတိမ့်နေချေရှိနိုင်ကြောင်းလည်းသိရပါဗယ်။နှစ်ဖက်လုံးကပြီးခဲ့တဲ့အစ္စတန်ဘူမှာလုတ်ခဲ့တဲ့ဆွေးနွေးပွဲကဒီသုံးဖက်လက်လက်မှုပဲအဖြေရခဲ့ပါဗယ်။တမရပူတင်နဲ့ဇီလန်စကီတို့ ထိတ်တဲ့မျက်နှာချင်းဆိုင်တွေ့ဆုံမဲ့အစီအစဉ်ကတော့ loss ရဲ့ချင်းဒီဖြင်းပြောင်းလာခြင်းမရှိသေးဘူးလို့သိရပါတယ်။